ကောင်းမောင်းရင်မိသွားတဲ့ရင်မောင်ဟာရဲရင်တဲ့ကောင်းမလေးတယောက်ကြောင့်ဒုက္ခရောက်မဲ့အခြေအနေကနေကင်းဝေးသွားရပါတယ်။အားလုံးဝမင်္ဂလာပါ။ဒင်ကား channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်။တာယာတဲ့ပုံမှန်နေ့ကင်းလို့ထင်ရတဲ့အချိန်မှာမမျော်လင့်ထားတဲ့ရေးပေါ်ဖြစ်ရတဲ့ခုဟာရုတ်တရက်ပေါ်ပေါက်လာခဲ့ပါတယ်။လူငယ်မင်္ဂလေးတို့ရဲ့ရဲရင်မှုကြောင့်နာလူတယောက်ရဲ့အတက်ကိုကဲတင်နိုင်ခဲ့ရုံနာမှာကြောက်မက်ဖွယ်အနေရဲ့ကြီးတစ်ခုကိုပါတားဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီကိစ္စတွေရဲ့အစာပိုင်းမှာတော့ကားနဲ့ရောင်လေးတစ်စီးဟာလမ်းမီးပွိုင်းကနေစတင်လှုပ်ရှားပြီးရှေ့ကိုတစ်ဖြည်းဖြည်းချင်းတိုးရွားတာကိုမြင်တွေ့ရပါတယ်။ ကားကတက်စီဆိုင်ဒီဇိုင်းကိုဥတည်နေပုံရပါတယ်။အဲ့ဒီချိန်မှာလမ်းဘေးမှာလမ်းလျှောက်နေတဲ့လူငယ်မိန်းကလေးတဦးရဲ့ထူးခြားတဲ့အပြုအမူကိုတရိပ်ထားမိသွားခဲ့တာပါ။ပုံမှန်မဟုတ်တဲ့အခြေအနေကိုရိပ်မိသွားတဲ့မိန်းကလေးငယ်ဟာကားစီကိုလင်းလင်းမြန်မြန်ပြေးသွားပါတယ်။ဒူမပါကိုတရိပ်ပြုမိသွားလဲဆိုတာကတော့ကားမောင်းသူရဲ့အခြေအနေပါပဲ။ဗီဒီယိုထဲမှာတေချာမမြင်ရပေမဲ့တကူကူမာရွေးနေတယ်ဆိုတာကိုဒူမရဲ့တုတ်ပြန်မှုကပြသနေပါတယ်။ဒူမဟာကားနာကိုရောက်တဲ့နေ့တပိုင်းနဲ့အကူအညီတောင်းခံမှုအော်ဟစ်လိုက်ပါတယ်။ဒူမရဲ့အော်ဒန်ကိုကြားတာပဲဖြစ်ဖြစ်တခြားသူတွေရဲ့အပြုအမူတွေကြောင့်ပဲဖြစ်ဖြစ် မကြခင်မှာတော့ပတ်ဝန်းကျင်ကလူတွေစတင်စုယုံလာကြပါတယ်။ကာဟာဖြည်းဖြည်းချင်းဆက်လက်ရွှေ့လျားနေစေဖြစ်ပြီးအန္တရာယ်ရှိနိုင်တဲ့အခြေအနေကိုရောက်ရှိနေတာကိုတွေ့ရပါတယ်။စုယုံရောက်ရှိလာတဲ့လူတွေဟာကားကိုရေတံမှုအတွက်အမျိုးမျိုးစူးစမ်းကြပါတယ်။တချို့ကတကားတွေကိုဆွဲဖွင့်ဖို့စူးစမ်းကြတယ်လို့တချို့ကလည်းကားကိုလက်နဲ့ဓာစီဖို့စူးစမ်းကြပါတယ်။နောက်ဆုံးမှာတော့ကားတကားတွေပွင့်မလာတဲ့အတွက်လူငယ်တချို့ဟာကားမှန်ကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ဟာလက်ထဲမှာရှိတဲ့အရာတွေဒါမှမဟုတ်အင်အားတွေကိုတုံ့ပြုပြီးကားမှန်ကိုရိုက်ခွဲလိုက်ကြတာပါ။ကားမှန်ကွဲရောရဲ့နောက်မှာတော့ အတွင်းထဲမှာသတိလင့်နေတဲ့ရင်မောင်ကိုအားလုံးဝိုင်းဝန်းပြီးကားထဲကနေဆွဲထုတ်နိုင်ခဲ့ကြတာပါရင်မောင်ကကားပြင်ကိုရောက်လာတဲ့အခါမှာတော့သူ့ရဲ့အတက်ရှူမှုဟာပုံမှန်မဟုတ်ဘူးဆိုတာကိုတွေ့ရပါတယ်အဲဒီလိုအေးပေါ်ချင်းနေမှာပဲလူအုပ်ထဲကအမျိုးသမီးတူဟာရှေ့တိုးထွက်လာပြီးသတိလင့်နေတဲ့ရင်မောင်ကိုရှေးဦးတူနာပြုစုနေတဲ့အညီကယ်ဆယ်ပေးနေခဲ့တာပါတချို့လူတွေကလည်းစိုးရင်တကြီးနဲ့စောင့်ကြည့်နေကြပါတယ်ခဏအကြာမှာတော့အားလုံးရဲ့စိုးရင်မှုတွေပြေပြောက်သွားစေမယ့်မြင်ကွင်းတစ်ခုပေါ်လာခဲ့ပါတယ် ။တတိလနေတဲ့ယီမာဟာမျက်လုံးတွေပြန်လဲပွင့်လာပြီးတက်တာလာတဲ့လက္ခဏာတွေပြတာနေတာကြောင့်ပါပဲ။ဗီဒီယိုလေးရဲ့အဆုံးမှာတော့ TV ရဲ့တစ်ခုကိုမှတ်တမ်းနေထားတဲ့ကင်မရာဓမ္မနဲ့အတူအဲ့ဒီနေရာမှာရှိတဲ့လူတွေရဲ့ပြောဆိုနေတဲ့အတန်တွေကိုကြားနေကြရတာပါ။သူတို့ဟာအစပိုင်းမှာစိုးရင်ခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့အောင်မြင်စွာခေတင်နိုင်ခဲ့တဲ့အတွက်ဝမ်းသာနေကြပါတယ်။ဒီဗီဒီယိုကနေပေးကျင်တဲ့သတင်းစကားကတော့လူငယ်မင်းကလေးရဲ့ရည်ရည်မှုနဲ့အခက်ခဲကြုံတွေ့နေတဲ့သူတို့ဦးကိုမဆိုင်မတော့ပဲဝိုင်းဝန်းကူညီခဲ့ကြတဲ့လူသားချင်းစာနာတဲ့စိတ်ဓာတ်ကလေးတွေဖြစ်ပါတယ်။ ဒါတကယ်ပဲနှွေထွေးပြီးအတူယူစရာကောင်းတဲ့ဖြစ်ရက်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ပန်းပွင့်ကိုသူများလက်ထဲထည့်ပေးခြင်းဟာကိုယ့်လက်မှာလည်းပန်းပွင့်ရဲ့အမွေးကြိုင်ကိုခြံထားခဲ့သလိုပါပဲ။အဲ့ဒီမိန်းကလေးရဲ့ရဲရဲမှုနဲ့ကျင်နာမှုကြောင့်လူတယောက်ရဲ့အတက်ကိုခဲတင်နိုင်ခဲ့ရုံနာမကတူမကိုယ်တိုင်လည်းထွန်းလင်းလာစေခဲ့ပါတယ်။ဒီမိန်းကလေးရဲ့လူရကဘေးလူတွေကိုပါကူးဆက်ပြီးအားလုံးပူပေါင်းပါဝင်လာတဲ့အခါမှာတော့လူတယောက်ရဲ့အတက်အပြင်ဖြစ်လာမဲ့အန္တရာယ်တွေကိုပါတားဆီးနိုင်ခဲ့တာဖြစ်ကြောင်းဝေမျှလိုက်ရင်ဒီဗီဒီယိုလေးကိုနှိမ့်ကုံချလိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။